စပြည့်ရည်သည်လှဲ့စားတတ်၏သေရည်သေးရသည်ယုံရင်ခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်၏ထို့သို့သောအားဖြင့်မှားယွင်းသောသူသည်ပညာမရှိရှင်ဘရင်ကြောက်စေသောအမှုအရာသည်ချင်းသိဟောက်ခြင်းနှင့်တူ၏အမျက်တော်ကိုနှိုးဆော်သောသူသည်မိမိအသက်ကို ပြစ်မာ၏ရန်တွေ့ခြင်းကိုငြင်းစေသောသူသည်ဂုံအတရေရှိ၏မိုက်သောသူမူကားအမှုနှင့်ရောနှောတတ်၏ချမ်းသောကြောင့်ပြင်းရည်သောသူသည်လည်းမလုပ်လို့ ထို့ကြောင့်စပားရိတ်သောကာလ၌သူတပားကိုတောင်းတော်လဲမရရလူစိတ်နှလုံး၌ပညာအကြံသည်နှက်သောရေနှင့်တူတော်လဲဉာဏ်ကောင်းသောသူသည်ခတ်ယူလိမ့်မည် လူများတို့သည်မိမိတို့ပြုသောကျေးဇူးကိုကြားပြောတတ်၏သစ္စာရှိသောသူကအဘယ်သူရှာ၍တွေ့နိုင်သည်နည်းဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍သူ၏သားစဉ်မြေဆက်တို့သည် မင်္ဂလာရှိကြ၏ တရားပလင်ပေါ်မှာထိုင်သော ရှင်ဘရင်သည်မကောင်းသော အမှုရာရှိသမျှတို့ကိုမျက်စိတော်နှင့်ပယ်ရှင်းတတ်၏ငါသည်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးအပြစ်နှင့်ကင်းလွတ်၏ဟုအဘဲသူဆိုနိုင်သည်။အလေးချင်းမတူသော အလေးအဝင်ချင်းမတူသောတင်းတောင်းတို့ကို ထာဝရဘုရားဆက်ဆုပ်ယွန်းရှာတော်မူ၏သူငယ်တော်လဲမိမိပြုသောအမှုသည်စင်သည်မစင်သည် မှန်သည်မမှန်သည်ကိုမိမိအချင်းအရာအားဖြင့်ပြ၍မိမိသဘောကိုထင်ရှားစေ၏ကြားတတ်သောနားကို၎င်းမြင်တတ်သော မျက်စိကို၎င်းသာရပြာဖန်ဆင်းတော်မူပြီးစည်ရဲမိဟုစိုးရင်စရာရှိသည်ဖြစ်၍အိတ်ချင်းကိုမတက်မတ်နှင့်နိုးတက်လင်းဝစွာစားရ၏ဝဲသောသူက မကောင်းဘူးမကောင်းဘူးဟုဆိုတတ်၏ဝဲ၍သွားပြီးမှဝါကြွားတတ်၏ရွှေရှိ၏ဗရံများလည်းရှိ၏ ပညာအတက်နှင့်ပြည့်စုံသောနှုတ်မူကအလွန်အဖိုးထိုက်သောယရနာဖြစ်၏မကျွမ်းသောသူအတွက်အမျိုးပြတ်သောမိမအတွက်အာမခံတတ်သောသူသည် အဝိအစရှိသောဥစ္စာတစုံတစ်ခုကို ပောင်ထားစီလှဲ့စား၍ရသော အစာသည် ချုံမြင်သောလေစားသောသူ၏နှုတ်သည်ကြောက်စည်းနှင့်ပြည့်လိမ့်မည်အကြံရှိသောသူသည် သူတပားနှင့်တိုင်ပင်နှင့်အကြံထားမြောက်တည်း၏။ကောင်းသောတိုင်ပင်ခြင်းရှိမှသာစစ်မှုကိုပြုရမည်။ လေ၍စကားများသောသူသည်လျှို့ဝှက်အပ်သောအရာကိုဖော်ပြတတ်၏။သို့ဖြစ်၍ချောမော့တတ်သောသူနှင့်မပေါင်းဖော်နှင့်အကျဉ်သူသည်မိဘကိုချိန်ဆ၏။ထိုသူ၏မိခွက်သည်ထူထပ်သောမောင်မိုင်း၌ပြေလိမ့်မည်။အမွေဥစ္စာကိုအစအဦး၌အလင်ရနိုင်သောလေအစုံ၌အမင်္ဂလာဖြစ်လိမ့်မည်။ငါသည်ရန်တုံပြုမိဟုမဆိုနှင့်သာရဖျားကိုငဲ့လင့်လို့ဒိုးပြုလင်ကဲ့တင်တော်မူလိမ့်မည် အလေးချင်းမတူသောအလေးတို့ကိုထာရပြားဆက်ဆုပ်ယွန်းရှာတော်မူ၏ဆင်းလဲသောချိန်ခွင်လည်းအပြစ်ရှိ၏လူသွားရလန်းတို့ကိုထာရပြားစီရင်တော်မူ၏တို့ဖြစ်၍သူသည်မိမိသွားရလန်းတို့ကိုအဘယ်သို့နားလည်နိုင်သနည်းဖျားအမှု၌စကားလွန်မိတော်သူသစ္စာဂတိထားပြီးမှမေးမြန်းတော်သူသည်ကြော့ကွင်းနှင့်တွေ့မိပြီပညာရှိသောရှင်ဘရင်သည်လူဆိုးတို့ကိုကွဲပြားစေ၍ဘိန်းနှင့်ဖိတဲ့၏ လူဤစိတ်ဝိညာဉ်သည်ကိုယ်အတွင်း၌ရှိရှိသမျှတို့ကိုစစ်ဆေးသောထာဝရဘုရား၏မိခွက်ဖြစ်၏။ဂယုဏတရားနှင့်သစ္စာတရားသည်ရှင်ဘုရင်ကိုစောင့်မတတ်၏။ယာဇပလင်တော်သည်ဂယုဏတရားအဖြစ်မြဲမြံတတ်၏။လူပြိုဤဘုံကအစွမ်းတည်း၊လူအိုဤဂုံအတီကဖြူသောသပင်ဖြစ်၏။အနာကိုမှုနှောက်ခြင်းအဖြစ်အစိုးအညစ်နှင့်ကင်းစင်တတ်၏။ဒံချက်ရာတို့သည်လည်းကိုယ်အတွင်းအရတု၌ထိုသို့သောကျေးဇူးကိုပြုတတ်၏။